နိုင်ငံတကာယဉ်ကျေးမှုနဲ့တွေးရောရှက်တင်ဖြစ်လာတဲ့ global ခေတ်ကြီးမှာရေစီးကြောင်းအစ်စ်ရဲ့ကောက်ွက်အစုံလင်ဟာမြန်မာလူငယ်တွေကြားမှာအစားထိုးဝင်ရောက်လာနေပါတယ်။အထူးသဖြင့်နိုင်ငံရေးစီးပွားရေးပွင့်လင်းချိန်မှာတော့ယဉ်ကျေးမှုမျက်နှာစာမှာအများကြီးပြောင်းလဲတွေဖြစ်လာပါတော့တယ်။ Okay, as we see, now takes up when one, two, two, three, four, four, five, six. ဒါဟာရန်ကုန်မြို့မှာမကြသေးခင်ကဖွင့်လှစ်လိုက်တဲ့တန်ကိုအကတင်တန်းကြောင်တစ်ခုပါလက်တင်အမေရိကရဲ့တန်ကိုကောက်ွက်တီဟာကမ္ဘာဆင်းမြင့်ပေါ်အောင်မြင်မြင်နေရယူထားစေကြော်ကြားစေရင်ကျေးမှုတစ်ခုလည်းဖြစ်ပါတယ်ကျွန်တော်လည်းအကောင်းဆုံးပုံစံကိုသွားကားနေတဲ့အတွေ့အကြုံကြတာကျွန်တော်အပြင်မှာလည်းနေတဲ့သွားကားနေတဲ့ ပြောတဲ့တမောတကယ်ဟိုကျွန်တော်နိုင်ပြီအကောင်လို့ပါတော်လေးခေစားတယ်နော်ဆောက်စားတော့အနေကိုပြသမှာပြောတယ်ဆောက်စားပြီးတော့တမောလည်းဟိုကာလီညာရဲ့ပရိယံဆိုဒီပဲစ်ဆိုသူရိတ်ဆိုသူရိတ်မှာဆိုလည်းဟိုနေ့တိုင်းနေ့တိုင်းလို့လို့ဒီတမောကားလို့ရရင်အလုံးလေးနေရတော့ရှိတယ်ယောက်ျားလေးနဲ့မင်းကလေးတွဲကာရာကိုမြမလူမှုအတိုင်းဝိုင်းကနှာခေါင်းရှုံတဲ့ဝေဖန်မှုတွေတင်းခံမှုတွေရှိနေတာကိုသူတို့လက်ခံကြပါတယ်ဒါပေမဲ့ မြမရိုးရအကဆိုတဲ့နှစ်ပါးသွားလဲမင်းသားမင်းသမီးတွဲဖက်ကရတာပဲလို့ယူရီနီယံအကတင်တန်းကကိုစီယာကထောက်ပြပါတယ်။ဟိုဟိုးဖြစ်တော့မြမအကဆိုတာဟိုမြမမင်းသားနဲ့မြမမင်းသမီးကမထီရအောင်အသားကျဲမထီရအောင်ဆိုတဲ့ခစ်ကိုဆက်ကျင်ခဲ့ပြီးတော့တီထွင်ခဲ့ပြီးတော့မြမမင်းသားနဲ့မင်းသမီးနှစ်ပါးသွားတွေပါတယ်ကိုတီထွင်ခဲ့လို့နာမည်ရမ်းကြည့်ခဲ့တဲ့သမင်းသားတကယ်အဝါရိတ်နေလည်းရှိပါတယ်။အဲ့လိုတော့တီထွင်မင်းရှိခဲ့ဆိုလို့ချင်းဒီခစ်မှာလည်းမြမ traditional taste ကိုမပြောက်ခဲနဲ့ တကယ်ဟိုလူတယောက်ကိုတကယ် extreme ဖြစ်သွားတဲ့ပုံစံမျိုး တကယ်လွတ်လပ်စွာပျော်ရွှင်ဖြစ်တာမျိုးတကယ်ဟိုဝုန်းတိုင်းနေကြပြီးအရန်မြောက်ကြွနေတဲ့ဟာမျိုး traditional ဘက်မှာရှိလာအောင်လဲဒီတွင်ပြီးွားရဲ့ခုနက traditional ဟိုလူကြီးတွေကြိုက်တယ်လို့မျိုးတကယ်တကယ် soft ဖြစ်တဲ့ဟာလဲအဲ့လိုရသပေါင်းစုံက traditional မှာရှိရဆိုရင်အသက်အရွယ်ဟိုမရွေးအကုန်လုံးကလည်းကြိုက်လာမှာပါမြန်မာအကကိုလူငယ်တွေစိတ်ဝင်စားမှုကြောကြသွားတာဟာမီဒီယာတွေကြောင့်လို့ တခိုင်လုံးရွှေအငိတ်မင်းသမီးအေးအေးမြင့်ကဝေဖန်ပါတယ်။တပွဲတို့ကောက်ွက်တွေပဲလာတင်ကြတယ်လို့မြမရူရအကကိုနှစ်ပေါင်းများစွာတင်ကြပေးနေတယ်ဆီယာမအေးအေးမြင့်ကဆိုပါတယ်။ကလေးတွေကတော့ဟိုပြောရရင်တော့အပြစ်မရှိပါဘူး။သူတို့မွေးလာကြတဲ့ဒါကိုရီးယားကနေမွေးလာတာပေါ့။မွေးလာတော့ဒီကိုရီးယားစတိုင်တွေကိုရီးယားဖက်ရှင်တွေဟဲ့လား TV မှာလည်းလွှင့်တာတွေကလည်းဒီကိုရီးယားကားတွေလွှင့်နေလားဖက်ရှင်ရှိုးတွေမော်ဒယ်ရှိုးတွေဒန်ဆာတွေဟဲ့လားအပွဲတစ်ခုမှာ လုတ်ပြီဆိုလို့ရှိရင်လည်းဒန်းသားတွေပဲကတာများတယ်လေအဲ့တော့ကလေးတွေကဓာတ်တွေပဲတွေ့မြင်နေရတော့သူတို့ကဓာတ်ဝဲသိမြင်ကြတာပေါ့နော်အခုဒီဘက်ခေတ်ကကလေးတွေကတော့သူတို့အတွက်ဟိုလိုအပ်မှပဲသိကြတာပေါ့နော်ဒီလိုခံစားချက်တော့ရှိပါတယ်ဟိုသူတို့အမှုပညာကိုချစ်လို့တော့မဟုတ်ပါဘူးသူတို့အတွက်ဒီနိုင်ငံသားမှအသုံးတည့်မယ်ဟလာပြန်ပွဲတွေမှာလိုအပ်တယ်ဆိုလို့ရှိရင်နာသိကြတာပါအရေးပေါ်သင်ကြတာပါသမီးရဲ့တပွဲလို့သင်တာပေါ့နော်အရင်တုန်းကတော့တိရှိလာများသင်နေအခုကတော့သူတို့အရေးကြုံမှလာသင်ကြပါတယ်။ကွာချတာတော့အဲ့ဒါမျိုးပါပဲ။ အမယိုးကြဆန်လုံးပြီးခေအလိုက်တီထွင်ဖန်တီးမှုမရှိတာရဲ့တင်ယူတက်မြောက်ဖို့ခက်ခဲတယ်ဆိုတဲ့အမြင်တွေကမြမလူငယ်တွေကြားမှာမြမရိုးရာအကအပေါ်ယူဆနေကြပါတယ်မြမအကဟာမျက်နှာငယ်နေရပြီလားဘာပဲပြောပြောမြမလူငယ်တွေဟာခေပေါ်အက အမျိုးအစားအစုံလင်ကို တက်တက်ကြွကြွတင်ယူနေကြပါပြီလက်တရင်ကတန်ကိုလည်းမြမပြေရောက်လာပါပြီ